ယူကရိန်းကရုရှားရဲ့အလစ်ကိုစောင့်ပြီးအကြီးဆုံးတိုက်ခိုက်မှုနဲ့မော်စကိုကိုချေမှုန်းယူကရိန်းကရေဒါလက်ဟာသွားတဲ့အချိန်အတိုင်းဒါလေးကိုဝင်တိုက်လိုက်ပါရီယူကရိန်းဟာ Vorchia 2စစ်ရုံကို9မိနစ်အတွင်းမှာပဲဖွင့်ဖောက်နိုင်ခဲ့ပါရီ မနက်9:00စတက်ပနေအတိအကျမှာ Backgraph Oblack မှာမြူတွေအောက်ကိုဆင်းနေခဲ့ပါတယ်။ဘီကိုရောင်ကလကာကြီးလိုပါပဲ။အဲဒီနောက်ဒီကလကာဖွင့်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ RAM 2S drone 32စင်ဝင်ရောက်လာခဲ့ပါတယ်။ drone တစ်စီးချင်းစီဟာဒေါ်လာ၄၅၀၀တန်ပါတယ်။သူတို့ဟာတပင်းအမြင်လောက်မြူကိုတွေတဲ့ကိုဖျက်ပြန်လာကြတာပါ။မြေပြင်အထက်ပေ120အကွာမှာသူတို့ရဲ့ရဟတ်တွေကလေအေးတွေကိုဖျက်တိုက်နေခဲ့ပါတယ်။ သူတို့ရဲ့ပြစ်မှတ်တွေကစိတ်ရင်နဲ့မဟုတ်ပါဘူးစစ်စခန်းလည်းမဟုတ်ပါဘူးလာပေါင်းများစွာရုရှားကကြွားဝါခဲ့တဲ့ Vorchia 2စက်ရုံပဲဖြစ်ပါတယ်ဒီစက်ရုံကတလကိုအစင်းမြင့်ထားတဲ့ရဟတ် drone 60လောက်ထုတ်လုပ်နိုင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုအောင်မြင်ရုရှားဟာအနည်းဆုံးရက်60လောက်အထိသူ့ရဲ့မျက်လုံးကိုဆုံးရှုံးပါလိမ့်မယ်မအောင်မြင်ရင်တော့ယူကရိန်းဟာဒေါ်လာ188တန်တန်ဖိုးရှိတဲ့ drone တွေမီးလုံးကြီးတစ်ခုလုံးဆုံးရှုံးသွားမှာဖြစ်ပါတယ် နောက်ပြီးယူကရိန်းရဲ့ဆုံးရှုံးမှုမီးလုံးကြီးဟာလည်းမော်စကိုရဲ့ဝါဒဖြန့်မှုအကူအညီပေးပါလိမ့်မယ်။အမေပေးတဲ့ရင်တွေကနေလက်ချက်တွေစီသကလုံးတစ်လုံးရောက်လာပါတယ်။အုပ်စုလိုက်တိုက်ခိုက်မှုစတင်ပြီလို့ဆိုပါတယ်။ဒီအချိန်မှာပဲညာရဲ့တိတ်ဆိတ်မှုကရပ်သွားပြီးစစ်ပြင်းပြင်းဖြစ်သွားခဲ့ပါတယ်။အစပိုင်းမှာတော့အစီအစဉ်ကအတော်လေးပြည့်ပြည့်စုံနေပုံရပါတယ်။ရဲတပ်တွေအရင်ကယူကရိန်းပညာရှင်တွေဟာအားနေချက်တိတိလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အရန်သေးငယ်ပြီးလူတွေရဲ့သဘာဝအတိုင်း လုံလေးလောက်ထားရှိတဲ့အားနေချက်ဖြစ်လို့လက်ဆောင်ရတယ်လို့တော့ခန့်စားရပါတယ်။ဒေါ်လာ15သန်းတန် Panzer S1 ကိုအုံပြုတဲ့ Russia စစ်တီလူငယ်အဖွဲ့မှအချင်းတစ်ခုရှိပါတယ်။ယူကိုထဲမှာနှစ်နှစ်အောက်နှိမ့်နှိမ့်ပြန်တန်းလာတဲ့ဗာမစိုးကိုငှက်လို့ခေါ်လို့ရှိတာပါ။ drone လို့သူတို့မယူစားပါဘူး။ဒါပေမဲ့တိုက်ခိုက်မှုဝတိုင်ငယ်24နာရီလုံးမှာ Moscow က delay ဟာမှုကိုပိတ်လိုက်ပါတယ်။ Virchia 2စစ်ရင်တန်းတစ်ခုရောက်လာခဲ့ပါတယ်။ဒေါ်လာတန်း40တန်နဲ့96 L6V radar စနစ်ပါလာပါတယ်။ အတွေးကြုံရှိတဲ့စစ်သားအဖွဲ့အဖွဲ့လည်းပါလာပါရယ်ဒီလူတွေကလက်တွေခိုင်းပါပါရယ်ညာဘက်ပြစ်မှတ်တွေကိုနှစ်ပေါင်းများစွာလိုက်လံရှာဖွေရကနေရလာတဲ့အလူလိုတိစိတ်တွေလည်းရှိပါရယ်ယူကရိန်းရဲ့အစီအစဉ်တွေအလုံးကအားနည်းသွားတယ်လို့ခံစားခဲ့ရပါရယ်ပထမဆုံးသတိပေးချက်ကမိုးတောက်ချိန်မှာရောက်လာတာပါ Sparrowscot Drozy မျိုးကိုယ်တည်းပြောင်းဝင်သွားပါတယ်။ဒါအသေးငယ်ပြီးဒေါ်လာ9000တန်ပါတယ်။လေးနမူနာကိုတိုင်းတာဖို့လုပ်ထားတာပါ။မျိုးငွေတွေထဲမှာငွေရောင်ဖလန်ကောင်လေးလိုပါပဲ သူရဲ့အလောက်ကစက်ရုံပေါ်ကလေနဲ့မြူကိုကိုစစ်ဆေးပေါ်ပါသူဟာ10မိနစ်တောင်မခံလိုက်ပါဘူး Panzer S1 ကနေမြင်းမြင်းစံပဲပြစ်ခတ်မှုတစ်ခုကလေထဲမှာသူ့ကိုဖျက်ဆီးလိုက်ပါတယ်အပိုင်းစားတွေကမြူကိုတွေထဲမှာမီးတွေတောက်ပြီးကျလာပါတယ်အမေဘေးရင်ထဲမှာလူတိုင်းငြိမ်သက်သွားခဲ့ပါတယ်ရုရှားကနိုးနေပါပြီယူကရိန်းကမြင်းမြန်တောက်ပြန်ခဲ့ပါတယ် Raven Atlas Mini UAV ရင်တစည်းကောင်းကင်ကိုတတ်သွားခဲ့ပါတယ်ဒါဟာလဲဒေါ်လာ12000တန်ပါတယ်သူဟာမြန်ပြီးအရန်တိတ်ဆိတ်ပါတယ် အသေးရောက်လာတဲ့ 96L6V ရေဒါနောက်ဆက်တွဲယာဉ်တွေအတော့ဖတ်နေပါတယ်ရုရှားတွေကဒါမှမမြင်ရပါဘူးသူတို့က Sparrow Scott ကိုဖျက်ဆီးနိုင်လို့ပြောနေတော့မှအဲ့ဒီအချိန်မှာပဲ Raven Alas က Radar Internal တွေအပေါ်နိမ့်နေပြီးပြန်တန်းသွားပါတယ် သူရဲ့အာယုံခံကြိယာတွေကရေဒါတိုင်းကိုဖမ်းယူပါတယ်။လိုင်းခုံနှုံတိုင်းကိုဖတ်ပါတယ်။စက္ကန့်30အကြာမှာသူကမြူကိုတွေထဲပြန်ပြီးပျောက်ကွယ်သွားပါတယ်။အဲ့ဒီမနက်ခင်းရဲ့အရေးကြီးဆုံးအချက်အလက်တွေကိုတင်ဆောင်လာပါတယ်။ရေဒါလိုင်းပုံစံကိုအစိမ့်လိုက်ရခဲ့တာပါ။ဒီ download လုပ်ယူမှုတစ်ခုတည်းကအရာအလုံးကိုပြောင်းလဲပြစ်လိုက်ပါတယ်။နိုင်ပေါင်းများစွာလေးလာပြီးတဲ့နောက်မှာရိုးရှင်းတဲ့အမှတ်တရတစ်ခုပေါ်လာခဲ့ပါတယ်။ရေဒါဖွဲ့သားတွေဟာထိတ်တန်းတွေဖြစ်ပြီးမဲ့တင်းကျပ်တဲ့လုံယူလုံစင်ကိုလိုင်းနာကြရပါတယ်။မနက်9:40အတိမှာ သူတို့ဟာအလှဲ့အကျပြောင်းလဲလာကြပါလိမ့်ဒါ14စက္ကန့်တိုလေးပဲကြာတဲ့အချိန်အတိုင်းတားလေးပါပဲဒီ14စက္ကန့်အတွင်းမှာသူတို့ရဲ့မျက်နှာပြင်တွေကိုစစ်ဆေးပါတယ်ထိုင်ကုန်တွေကိုပြောင်းပါတယ်သူတို့ရဲ့အာယုံဆိုင်မှုကခဏတာကျဆင်းသွားခဲ့ပါတယ်14စက္ကန့်ဆိုတာမကြပါဘူးဒါပေမဲ့လည်း drone စစ်ပွဲမှာ14စက္ကန့်ဟာအရာလုံးကိုဆုံးဖြတ်နိုင်ပါတယ်ပြည်ပြည်စုံနဲ့တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့မီးလောင်ကျွမ်းတဲ့ဆုံးရှုံးမှုလည်းဖြစ်လာနိုင်ပါတယ်ယူကရိန်းဟာအချက်လက်တွေကလက်ဟာမှုတွေကိုကြီးခဲ့ပါတယ်အပြာရောင်အမိန်ပေးရင်လည်း Nike On ကို မယက်မနာအလုပ်လုပ်ခဲ့ပါရီ။ Nike အောင်းကစစ်စင်ကြီးရဲ့ AI အုံနောက်ပါဂျိုရူတပ်ပုံ1600နိုင်စာကိုလေ့လာပါရီ။လေးပုံစံတွေအပူလှိုင်းတွေရေဒါရောင်ပြန်ဟတ်မှုတွေကိုပေါင်းထည့်ပါရီ။အရာအလုံးကိုလှုပ်ရှားနေတဲ့ပုံဖော်ခြင်းအဖြစ်ပြောင်းလဲလိုက်ပါရီ။လေးတိုင်နှုံး12မျိုးကိုစမ်းသပ်ပါရီ။လေးချောင်းကာကွယ်တုံ့ပြန်မှု6မျိုးကိုစမ်းသပ်ပါရီ။လူတွေအချိန်နဲ့တပြေးညီခြေရမခံနိုင်သေးတဲ့သေးငယ်တဲ့အစေးစိတ်ရာပေါင်းများစွာကိုကင်တွင်နိုင်ပါ रे AI ကအဖြေတစ်ခုပေးပါ रे ဒရုန်းအုပ်စုဖျက်ပြန်သွားနိုင်တယ်လို့ဆိုတာပါ။ဒါပေမဲ့လည်းစက္ကန့်တိုင်းအရာအလုံးပြီးပြည့်စုံမှသာအလုပ်ဖြစ်မှာပါ။မြူကိုရီဘောအမြင့်ပေ14500မှာ RQ21 Helio Recon Drone တစ်စီးစောင့်နေပါလိမ့်။ဒါဟာဒေါ်လာ1တရမ2တန်းတန်ပါလိမ့်။သူ့ရဲ့အနီအောက်ရောင်ကြီးကင်မရာကမြေပြင်ကိုကြည့်နေခဲ့ပါလိမ့်။ Virtual 2ဝင်းကျင်ကရင်ပေလုံခြုံရေးတွေ ရေဒါပကံပြားတွေရဲ့ပူမီပုံကိုလည်းဖန်နေပါတယ်။သူကပြစ်မှတ်တွေကိုရှာနေတာမဟုတ်ပါဘူး။ပုံစံတွေကိုရှာနေတာပါ။ကင်းလဲမှုရဲ့စီးကျတွေကိုကြည့်နေပါတယ်။ရေဒါလိုင်းဖြတ်မှုကြားကအချိန်ကိုကြည့်နေပါတယ်။ဖန်ဆာအော်ပရေတာတွေကဘယ်လိုလှောက်ရှားမလဲဆိုတာကြည့်နေပါတယ်။သိခဲ့တဲ့လှောက်ရှားမှုတိုင်းကအရေးကြီးပါတယ်။ဒါပေမဲ့ရုရှားကလည်းအိပ်ပျော်မနေပါဘူး။ MIH MTV ရဟတ်ရင်တစီညဘက်မှာလှုပ်ရှားသွားလာနေပါလေ။သူကမိုဘိုင်းရေဒါအဖွဲ့ကိုတည်ဆောင်လာပါလေ။သူရဲ့ဘေးဘက်အာယုံခံကိရိယာတွေကထူးခြားတဲ့အချက်ပြလှိုင်းတွေကိုရှာပါလေ။ အဖွဲကမဲ့မဲ့လေးမူမမှန်တာကိုတွေးလိုက်ရပါတယ်။ကောင်းငင်ဘော်ကအပူလှိုင်းတစ်ခုပါ။ဒါက Helio Recon ဆိုတာသူတို့မသိပါဘူး။ဒါပေမဲ့တစ်ခုခုမှားနေတယ်လို့ခံစားပါတယ်။သူတို့ပဲချက်ချင်းလိုက်လံခဲ့ကြပါတယ်။ MI8 ကမြင်းမြန်တက်သွားခဲ့ပါတယ်။အင်ဂျင်တွေကျဲလောင်စွာမြည်ဟီလာပါတယ်။လေမှုတွေကအနီအောက်ရောင်ကြီးအချက်ပြလှိုင်းတွေကိုလောချလိုက်ပါတယ်။ယူကရိန်းအမိန့်ပေးရင်ထဲမှာအချက်ပေးတဲ့နေထွက်ပေါ်လာပါရဲ့။ဟီလီယိုကဆုံးရှုံးရင်ပြစ်မှတ်ရှာဖွေစနစ်တစ်ခုလုံးဆုံးရှုံးတာပါ။အော်ပရေတာတွေမြင်မြင်လုပ်ခဲ့ကြပါရဲ့ ဘက်ဇက်ဂျက်စ်လေဇာဒရုန်းနဲ့လွှတ်တင်လိုက်ပါရယ်။ဒဇီးကိုဒေါ်လာ2800တန်ပါရယ်။အာယုံဆိုင်အောင်ဆွဲဆောင်ပြီးဖြည့်ဆည်းခံရဖို့လုပ်ထားတာပါ။ဘက်ဇက်ဂျက်တွေကသူတို့ရဲ့မိုက်ခရိုတာဘိုင်တွေကိုဖြန့်လိုက်ပါရယ်။မီးပွားနှစ်ပွင့်ပြစ်တက်သွားပါရယ်။သူတို့ရဲ့အပူဗဟိုတွေဖြန့်လိုက်တော့ဟီလီယိုနဲ့အတူတူအပူလိုင်းတွေကိုပြပါရယ်။ဒါပေမဲ့သူတို့ရဲ့အပူကတုံးစားပိုပြင်းပါရယ်။ရုရှားရဟတ်ယာဉ်တွေကလည်းတိုက်ခိုက်တာပေါ့။အဖွဲ့သားတွေကလည်းတချို့ဒရုန်းတွေကိုတွေ့ပြီးလို့ထင်ခဲ့ပါရယ်။သူတို့ဒုံးကြီးကနဲ့လေဇာဒရုန်းတွေကိုပစ်လိုက်ပါရယ်။ Vasages နှစ်စီလုံးမီးလုံးကြီးတွေဖြစ်ပေါက်ခွဲသွားခဲ့ပါတယ်။အပူပိုင်းတွေတစ်ပင်ပေါ်ကိုကျလာခဲ့ပါတယ်။ဒါပေမဲ့လည်း Helio Recon ကလုံးကျော်နေပါတယ်။သူက20ဒီဂရီလောက်ဘေးကိုကွယ်နေတာပါ။အဲဒီနောက်မှာတော့မြေကိုးတွေတဲ့ပိုးနဲ့နက်ကိုဝင်ရောက်သွားခဲ့ပါတယ်။သူ့ရဲ့အနီးအောက်ရောင်ခြည်စစ်မှုကိုလည်းဆက်လုပ်နေပါတယ်။ရင်ထဲမှာတော့ Nike အောင်းကသူ့ရဲ့တွက်ချက်မှုတွေကိုမြင့်တင်လိုက်ပါတယ်။ Operator တွေဟာ Helio Recon ကနေရတဲ့အချက်လက်တွေကိုကြည့်အမှန်တရားတစ်ခုကိုတွေ့ရပါတယ်။ Virtual 2ကိုဖျောက်ဖျက်ဖို့ချိုးဖျက်ဖို့အတွက် တို့ရဲ့လက်နက်တွေပို့ပြီးမလိုအပ်ပါဘူးတို့လမ်းကြောင်းပို့ပြီးလိုအပ်တာပါ Nike အောင်က Helio ကနေရတဲ့နောက်ဆုံး scan တွေနဲ့တပြိုင်တည်းလှုပ်လိုက်တဲ့အခါယူကရိန်းအဖွဲ့ကချိုးရင်းချက်တွေကိုနောက်ဆုံးတော့မြင်ရပါပြီရုရှားကာကွယ်သူတွေဟာတို့ရဲ့ဒေါ်လာတန်40တန်နဲ့ 96L SV Radar အတစ်ကိုအရင်ယုံကြည်လုံးနေပါတယ်အပြေးဟွာကိုယုံကြည်ထားတာပါဒီယုံကြည်မှုကြောင့်တို့ဟာ Radar အချက်ပြမှုတစ်မျိုးလုံးကိုလေ့လူရှုထားပါတယ် သူတို့ကဇီဝဆိုင်ရာပြန်လာမှုတွေကိုလေ့လာရှုပါတယ်။ငှက်တွေကိုလေ့လာရှုပါတယ်။ငှက်အုပ်တွေကိုလေ့လာရှုပါတယ်။သဘောဝအတိုင်းပြန်တမ်းပုံစံနဲ့တူတဲ့မြူလှူရှားမှုတွေကိုလည်းလေ့လာရှုပါတယ်။သဘောဝအတိုင်းပုံမှန်မဟုတ်တဲ့ရွေးရှားနေတဲ့ဘာကိုမဆိုအရေးမကြီးဘူးလို့မြင်ပါတယ်။ယူကရိန်းကဒီမျက်ကွယ်ပြုမှုကိုလက်နက်အဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့ Phantom အတူကို Protocol တွေကိုဖွင့်လိုက်ပါတယ်။ဒါကစက်တွေကိုတရိတ်စက်တွေလိုမျိုးပြန်တမ်းစေတဲ့စမ်းသပ်စနစ်တစ်ခုဖြစ်ပါတယ်။ RAM2S drone တွေကသူတို့ရဲ့ပုံစံကိုပြောင်းလိုက်ပါတယ်။ သူတို့ရဲ့ဒဲတို့တိုက်ခိုက်လှိုင်းတွေကိုဆွန့်လွတ်လိုက်ပါတယ်။ရွှေပြောင်းနေတဲ့ဂျိုးကြငှက်တွေရဲ့ပုံစံကိုကူညီလိုက်ပါတယ်။လေထဲမှာနှိမ့်ကြီးမြင့်ကြီးရှိန်းထိုးနေပါတယ်။လူမျက်စိနဲ့ကြည့်ရင်လှုပ်ရှားမှုကထူးဆန်ပေမဲ့အဲ့ဒီရဲ့ကင်းမုံများပါတယ်။ရုရှားရေဒါအဖွဲ့သားတွေကတော့ဒါကတိရစ္ဆာန်အုပ်စုတစ်ခုလို့မြင်ရပါတယ်။ယူကရိန်းတို့တော့ဒါဟာပွင့်နေတဲ့တကားတစ်ချက်လို့ပါ။ ဒါပေမဲ့ဘယ်အရာမှထာဝရဖုံးကွယ်ထားလို့မရပါဘူး။ရုရှားဒုတိယဗိုလ်ချုပ်ကြီးတူကတခုခုထူးဆန်းနေတယ်ဆိုတာကိုတွေ့ရပါတယ်။ငှောက်တုတ်ကအမြင့်ကိုအချိန်ကြာထိန်းထားတာကိုတွေ့ရပါတယ်။ဒါကအတန်တရားဖြစ်ပေါ်ရရှိပါတယ်။သူကရေဒါပြန်လာမှုကိုအမှတ်သားလုပ်လိုက်ပါတယ်။စက္ကမအတွေ့မှာပဲအတွေ့အကြုံရှိတဲ့တပ်မှုကခတ်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။အဲ့ဒါကတော့တိုက်ခိုက်မှုပါ။အဲဒီနောက်မှာတော့ Panservatory ကနေ SA22 ဒုံးကြီး၄စင်းပြစ်လွတ်လိုက်ပါတယ်။ဒုံးကြီးတစ်စီးချင်းစီကဒေါ်လာ38000လောက်တန်ပါတယ်။ တို့ကမီးတမ်းတွေနဲ့အပေါ်ကိုပြစ်တက်သွားပါတယ်။တို့ရဲ့အင်ဂျင်တွေကမြူတွေကိုအောက်ကနေမီးထိုးပေးပါတယ်။ကောင်းကင်ကအနီရောင်တောက်သွားခဲ့ပါတယ်။ယူကရိန်းဂျင်တွေမှာတဲမမှုတွေကတော့မြင့်တက်နေသေးပါ။ operator တွေက RR Nova laser drone တွေကိုလွှတ်လိုက်ပါတယ်။ဒါဟာဒေါ်လာ6000ပဲကုန်ကြပါတယ်။ဒါပေမဲ့ဝင်လာတဲ့ဒုံးကြီးတွေအတွက်အရန်မြင်တာတဲ့ app ကိုတင်ဆောင်ထားတာပါ။သူပြစ်လိုက်တဲ့အခါသူ့ရဲ့မီးတောက်တွေဟာမြူတွေကိုဖျက်တောက်လိုက်ပါတယ်။ SA22 ဒုံးကြီး၄စင်းစလုံးလမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ သူတို့ drone တွေစီကနေလှည့်ထွက်သွားပါတယ်။ပိုပူပိုတောက်ပါတဲ့လေဆာ drone အနာကိုလိုက်သွားတာပါ။တစည်းပြီးတစည်းသူတို့မြူကိုးတွေထဲကိုဝင်ပြီးအတန်ပိတ်ပောက်ကွဲတံတွေနဲ့ပောက်ကွဲထွက်သွားခဲ့ပါတယ်။မိတောက်တွေလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ရုရှားအဖွဲ့တွေကတကယ် drone တွေပောက်ကွဲမှုအောက်ကနေရောထွက်သွားတာကိုတော့လုံးဝမမြင်လိုက်ရပါဘူး။ဒီအချိန်ယူကရိန်းဟာအရာတစ်ခုကိုအစ်စ်နားလိုက်လိုက်ပါတယ်။ရုရှားတွေကိုမအောင်နိုင်တာမဟုတ်ပါဘူး။သူတို့ကခံမရလွယ်တယ်။သူတို့ရဲ့အာသာရကရိုးရှင်းပြီးတဲတို့ပါ။သူတို့ရဲ့တုံ့ပြန်မှုကလည်းတင်းပါပါလေ သူတို့ရဲ့ radar အသစ်ကသူတို့ကိုယုံကြည်မှုပေးပါတယ်။အဲ့ဒီယုံကြည်မှုကသူတို့ကိုမျက်ကွယ်ပြုစေပါတယ်။ဒါပေမဲ့အခုတော့ယုံကြည်မှုကသူတို့ကိုကယ်တင်နိုင်မှာမဟုတ်တော့ပါဘူး။မိဂိုးတွေရွေသွားပြီးမြူတွေကပောက်ကွဲတံတွေရဲ့နောက်ဆုံးအတံကိုဖုံးတဲ့အခါ knife out ကကဏန်းတွေကိုတွက်ချက်လိုက်ပါတယ်။အချိန်အတိုင်းနာက9မိနစ်ပါ။တိုက်ခိုက်မှုမတိုင်ခင်ကယူကရိန်းတွေဟာစဉ်စားနေရတာကနေလှုပ်ဆောင်မှုစီပြောင်းသွားခဲ့ပါတယ်။အမေပေးရင်ကလူတိုင်းရှေ့ကိုကန့်ညှော့ပါတယ်။သူတို့ရဲ့မျက်လုံးတွေကဖန်သားပြင်တွေပေါ်မှာပဲရှိနေတာပါ။ knife out ကနောက်တစ်စိတ်ကိုတပြိုင်တည်းထိလှုပ်ဆောင်လိုက်ပါတယ်။ ိန်တွေအထက်အမြင့်မှာ Banshee 80 Jetlin လဲစား drone 10စီးနေရာယူလိုက်ပါတယ်။ဒါဟာတစ်စီးကိုဒေါ်လာ3000တန်ပါတယ်။သူတို့ရဲ့ engine တွေကလည်းညဘက်မှာကျဲလောင်စွာအော်ဟစ်နေတာပေါ့။ Russia ရဲ့ SU-27 တိုက်ခိုက်ရေးအုပ်စုနဲ့အတူတူနီးပါး radar အချက်ပြမှုတွေကိုထုတ်လွှင့်ပါတယ်။ 96L6V radar အဖွဲ့သားတွေတော်တော်အပြေးဝတိုက်ခိုက်ရေးအုပ်စုကြီးတခုမြင်မြင်ဆက်လာနေတာကိုမြင်လိုက်ရပါတယ်။ယူကရိန်းတို့တော့ဒါဟာအဖွဲ့လှဲ့ကွက်လေးပါ။ တို့ရဲ့အောက်မှာတကယ်တိုက်ခိုက်ရဲ့အဖွဲ့ကအသင်းဖြစ်နေပါတယ်။ RAM 2X အုပ်စုကတိုက်ခိုက်ရေးလှိုင်း၃လိုင်းအဖြစ်ကွဲထွက်သွားပါတယ်။ Alpha အဖွဲ့ကစူဝေးဆောင်အစီအနောက်ဘက်ကိုငုံဆင်းသွားခဲ့ပါတယ်။ဒီခါမှက Voyager 2ရဲ့နှလုံးသားပါ။ Drone ကိုယ်တိုင်နဲ့ Electronic တွေကိုပေါင်းစပ်တဲ့နေရာလေးဖြစ်ပါတယ်။ Battle အဖွဲ့ကတော့အရှိတောင်ဘက်ကိုလှည့်သွားပါတယ်။မြေပြင်ကိုနိမ့်နိမ့်ပြန်တက်ပါတယ်။သူတို့ကအစိပ်ပိုင်းကိုတောင်ကိုပြင်မှတ်ထားပါတယ်။ဒါက engine တွေ server တွေလမ်းညွန်စနစ်အစိပ်ပိုင်းတွေကို ခဲရန်တွေလို့တိုးလောင်တဲ့နေရာဖြစ်ပါတယ်။ဂမ္မာအဖွဲ့ကတော့နောက်မှနေခဲ့ပါတယ်။သူ့ကိုထိန်းချုပ်ရေးစင်တာတွေကိုပြည်ပြည်စုံနဲ့လမ်းကြောင်းရောက်ကိုစောင့်ပါတယ်။ဒီအဆောင်ကစစ်ယုံတစ်ခုလုံးရဲ့နှလုံးသားပါ။ပြစ်မှတ်တစ်ခုကလည်းအင်အားဖြစ်ပါတယ်။ပြစ်မှတ်တစ်ခုကခိုင်ပါတယ်။ပြစ်မှတ်တစ်ခုကစိတ်ရဖြစ်ပါတယ်။ပြစ်မှတ်သုံးခုလုံးပြိုလဲရမှာပါ။ဒါပေမဲ့ဘယ်ဒရုန်းမှမလှူရှားသေးပါဘူး။ သူတို့ယူကရိန်းကရသဘက်တွေကြားစောင့်ကြည့်ပြီးရှာတွေ့ထားတဲ့အားနဲ့ကြောင့်စောင့်နေပါတယ်။ရင်ထဲမှာရေတွက်မှုစတင်ပါတယ်။နိုင်ကောင်းကအစိမ့်အောင်တက်လာပါတယ်။အသင့်ပြင်းလို့ operator တအုပ်ကတီးတူပြောလိုက်ပါတယ်။နောက်ထပ် operator တအုပ်ကထိန်းချုပ်ခလုတ်တွေကိုတင်းတင်းဆုပ်ထားပါတယ်။ဆက်လေးစက္ကန့်အချိန်စရာက10စက္ကန့်လွယ်သွားရင်တော့ drone အုပ်စုတစ်ခုလုံးဒုံးကျည်နေရစီပြောင်းဝင်သွားပါလိမ့်မယ်။ဒါပေမဲ့သူတို့အချိန်တိုင်းတာကိုပြီးပြီးဆုံးမှထိလိုက်ရင်တော့ရုရှားရဲ့အရေးကြီးဆုံး drone စက်ရုံဟာနေထွက်တာကိုမြင်ရမှာမဟုတ်တော့ပါဘူး။ အလဲအပြောင်းကလည်းမူးချိတ်နယ်လို့ရောက်လာပါတယ်။ရုရှားတပ်မှုကလှည့်ခွက်ကိုကန်လိုက်ပါပြီ။ Panzervatry ကကောင်းငင်ကို မီးတွေနဲ့ပြေးစီပါတယ်။သူက Banshee 80လှေစာ drone 10စီးကိုအရာအလုံးပစ်ခတ်လိုက်ပါတယ်။ရုရှားတွေကဒီလှေစာ drone တွေဟာ Sus 27တိုက်ခိုက်အုပ်စုလို့ယုံကြည်ခဲ့ပါတယ်။ပောက်ကွဲမှုတွေကမြူတွေကိုမီးထိုးပေးပါတယ်။ရုရှားဘက်ကလည်းမအဖွဲသားတွေဟာလည်းအော်ဟစ်အားပေးကြပါတယ်။သူတို့ကယူကရိန်းဒေသတိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်တယ်လို့ထင်နေတာပါ။ ဒါပေမဲ့တကယ်ရှုပ်ထွေးမှုကပောက်ကွဲမှုတွေနောက်ကွယ်မှာဖြစ်ခဲ့တာပါဒေါ်လာတန်40တန် 96L6V ရေဒါဟာဝင်ပြီးသွားခဲ့ပါတယ်မတူညီတဲ့အချက်ပြမှုသုံးခုကတစ်ချိန်တည်းမှာသူ့ကိုထိပါတယ်ရေဒါကဖန်တန်အတူကိုဒရုန်းတွေစီကဇီဝစုညံတန်တွေကိုတွေ့ပါတယ်ဗန်ရှိတွေစီကကျယ်လောင်တဲ့တိုက်လေရင်အချက်ပြမှုတွေကိုတွေ့ရပါတယ်ဘူးကောင်းနေလို့ရွေးရှားနေတဲ့နိုင်ကြတဲ့ RAM 2S အုပ်စုကိုတွေ့ပါတယ်စနစ်ကဘယ်ဟာကအစ်စ်မှန်လဲဆိုတာကိုမဆုံးဖြတ်နိုင်တော့ပါဘူးရေဒါလိုင်းတိုင်းဟာခဏနောက်နေသွားခဲ့ပါတယ် အဲဒီနောက်ဆက်မှုကယူကရိန်းအတွက်တက်ပြရမယ်ဆိုတဲ့ပိုးနက်နက်ဝင်ဖို့လုံလောက်သွားပါပြီ။အဲဒီနောက်တဘာဝတရားကသူတို့ကိုစန့်ကျင်လာပါတယ်။ရုတ်တရက်တနိုင်ကို26မိုင်ရှိတဲ့လေပြင်းတစ်ခုချိုင်ဝမ်းကိုဖျက်တိုက်ပါတယ်။ RAM 2H drone နှစ်စီးဘေးကိုရှော့ချသွားပါတယ်။သူတို့အချင်းချင်းတိုက်မိသွားတယ်။လေထဲမှာပေါက်ွဲသွားတယ်။ရေထဲမှာ3ဘေးမီတွေအနီးအောင်လင်းလာပါတယ်။အတန်တွေတင်းမာလာပါတယ်။စက္ကန့်တိုင်းကအရေးကြီးပါတယ်။အခုရုရှားတွေကသူတို့စနစ်ကိုပြင်ဆင်နေပါပြီ။အဲဒီနောက်ရုရှားတွေကထပ်ပစ်လိုက်ပါတယ်။ SA22 ဒုံးကြီး၄စင်းအပေါ်ကိုပြန်တက်သွားပါတယ်။သူတို့ကတကယ်အုပ်စုစုတက်တက်ချိန်လိုက်တာပါ။ယူကရိန်းမှာစက္ကန့်ပိုင်းပဲရှိပါတော့တယ်။ဒါလည်းနည်းနည်းချင်းနေနိုင်ပါတယ်။ Operator တွေမြင်မြန်လုပ်ခဲ့ပါတယ်။သူတို့ AL50 တွေကိုဖွင့်လိုက်ပါတယ်။တစ်လုံးကိုဒေါ်လာ18000လောက်ကုန်ကြပါတယ်။ဒါပေမဲ့လည်းသူတို့ကတန်ဖိုးရှိပါတယ်။ပြင်မှတ်ထားခံရတဲ့ drone ၄စင်းနောက်ပိုင်းမှာကြီးမားတဲ့အပူအချက်ပြမှုအတူတွေပေါ်လာခဲ့ပါတယ်။သူတို့ကနေလုံးသေးသေးလေးတွေကိုတောက်ပါနေပါတယ်။ SA22 ဒုံးကြီးတွေကပိုတောက်ပါတဲ့အဖူစီလှည့်သွားကြပါတယ်။ဒန်းချောင်းပြောင်းသွားပါတယ်။မြူတွေပြောက်ွက်သွားပြီးဝေးကွာတဲ့နေရာမှာပောက်ကွဲသွားပါပြီ။မျက်နှာပြင်တွေကလည်းရှင်းလင်းသွားပါပြီ။ Nike အောင်ကအစိမ်းအောင်ပြန်တောက်လာပါတယ်။လမ်းကြောင်းလည်းပွင့်သွားပါပြီ။လက်နက်ပစ်ခတ်ခွင့်ပေးလိုက်ပြီးတော့တိုက်ခိုက်ခေါင်းဆောင်အပြောလိုက်ပါတယ်။အဲဒီနောက် Ram 2X အုပ်စုကထပ်မြက်တဲ့ဓာသွားလို့ငုံစင်းသွားခဲ့ပါတယ်။ Fortiye နှလုံးသားစီကိုတက်တက်တိုးဝင်သွားခဲ့ပါတော့တယ်ခင်ဗျာ။